2025 new law ma thwet de performance ကိုဦးစားပေးတဲ့ tablet တွေထဲမှာဆိုလို့ရှင် Xiaomi ရဲ့ Pass Mini ကအကောင်းဆုံးအတန်ဆုံးနဲ့ပြရတဲ့ဈေးနဲ့အဝယ်သင့်ဆုံးပတ်တလုံးလို့ကျွန်တော်ကတော့မြင်မိတယ်။ဒါကြောင့်ဒီဗီဒီယိုမှာတော့ဒီ Xiaomi ရဲ့ Pass Mini ရဲ့အာသာချက်အာဏာချက်တွေကို share ဒီလုပ်ပေးသားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားနေတဲ့ညီကိုမောင်နှမတွေစီးတဲ့ဆိုလို့ရှင် video ဒါစောင့်ကြည့်လိုက်ဖို့ဖိတ်ခေါ်လိုက်ချင်ပါတယ်။ င်မင်္ဂလာပါဒေါ်ဆန်အတိုင်းပဲဗီဒီယိုလေးမစခင် channel လေးကို subscribe တွေနဲ့ပြည်သားဖို့နဲ့ဗီဒီယိုတွေအသေးသေးတင်တိုင်းသိရအောင် notify bell လေးကိုလည်း on သွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအရင်ဆုံးအသိပေးချင်တဲ့တစ်ခုကတော့ဒီတရုတ်မှရောင်းတဲ့ Redmi ရဲ့ K panel လက်ရှိကျွန်တော်တို့ group ပဲသူမဟုတ်ထိုင်းမှတွေရောင်းတဲ့ Redmi ရဲ့ Pad Mini ကအတူတူပါပဲအဲ့တော့ဆက်လိုက်ရနံပါတ်1အနေနဲ့ဒီကောင်က2025စက်တင်ဘာလ24ရက်နေ့မှာဆိုလို့ရှိရင် group မှာစတင်မိတ်ဆက်ခဲ့တယ်သို့တော့ကျွန်တော်တို့ထိုင်းမှတော့25ရက်နေ့မှာစတင်မိတ်ဆက်တယ်ပေါ့နော်ဒါနဲ့ room မှာကကျွန်တော်တို့ဒီကောင်ကိုနှမြူရွေးချယ်လို့ရမယ် ယ် run 2 by scenario run 12512ကြီးဆိုပြီးတော့နှမျိုးရွေးချယ်လို့ရတယ်ဇင်းတို့ဒီကတော့ဒီ story ပေါ်မှာမူတည်ပြီးတော့ bat 15990နဲ့ bat 18990တို့ပဲဖြစ်ပါတယ်ဇင်းတို့ဒီလည်းတည်ပြီးစတင်ရောင်းတဲ့နေ့တွေလည်းတည်ပြီးဆိုတော့သူရဲ့ arne chain နဲ့ avatar ချက်ကိုစပြောလိုက်ရအောင်အရင်ဆုံးကျွန်တော်တို့ဒီ arne chain အနေနဲ့စလိုက်ရအောင်နံပါတ်1 display ဒီကမှသုံးပြထားတဲ့သူရဲ့ display panel က IPS LCD ဖြစ်နေတယ်လက်ရှိဒီ2025တိုင်မကြခင်မှာ2026ရောက်တော့မယ်အဲ13000 ထောင်လောက်ရှိတဲ့ဒီတက်ပလက်တစ်လုံးကနေမှ LCD ကိုသုံးပေးထားတာတော့တော်တော်ကြီးကိုခံရခဲ့တယ်ပြီးကျွန်တော်ကိုယ်တိုင်လည်းဒီအမူလက်ပတ်နေပတ်ချံပို့ပြီးတော့ဆွဲနေလို့လားမသိဘူးဒီ LCD ပတ်နေရတော့သိတော့အဆင်မပြေဘူးနော်သိတော့သဘောမကျမိဘူးဖြစ်နေမှာစိုးစင်အမူလက်ပတ်နေလေးဒါထပ်ပေးလိုက်မစိုးတော်တော်လေးကိုပြီးပြီးစုံသွားမယ်ပေါ့နံပါတ်1 our nature ကလည်းကြာတော့အဓိကမှတချို့ future တွေမပါဥပမာကျွန်တော်တို့ဒီလက်ပူရတင်နဲ့အမလို့လို့လို့မရတာဒီကောင်မှလို့လို့ရတာကျွန်တော်တို့ဒီမျက်နှာနဲ့ပဲအမလို့လို့တာလို့ဒါမှမဟုတ်လည်းကဏ္ဍထက်တာတို့ပေါ့နော်နောက်တစ်ချက်အနေနဲ့ဒီကောင်မှက ကျွန်တော်တို့စင်ကက်တွေထည့်လို့မရပါဘူး wifi only နဲ့ပဲလာတယ်ပေါ့နော်တရုတ်မှာတော့စင်ကက်တွေပါတင်နေလာလာမသိဘူးကျွန်တော်တို့ဒီ global market ထဲမှာပေါ့ wifi only ပဲလာတယ်နောက်တစ်ချက်အနေနဲ့ကြည့်ကြတော့ဒီကောင်မှာ memory card တွေလည်းထပ် site လို့မရဘူးနောက်တော့အားနဲ့ check ကြည့်ကြတော့ software update ပဲဖြစ်ပါတယ်ပုံမှန်ဆိုဦးစဉ်ဒီ android phone တွေမှာဆိုရင်တော့ Xiaomi ကနေမှအနည်းဆုံး3လနှစ် software update တွေရနိုင်တယ်လို့ပြောတယ်သို့တော့ဒီ tablet တွေဒီ pad တွေအတွက်ကြည့်ကြတော့ OS update ကိုဘယ်လောက်ထိလာမလဲဆိုတာမသေချာသေးပေါ့နော် Xiaomi ကနေဒီ confirm လုပ်ပြီးထားတာမရှိဘူးန နဘလီအာနက်ချက်ကလည်းကြာလောဟိနေဘက်ထရီဒီကောင်မကဒီ high performance SOC ကိုအသုံးပြုထားတယ်ဆိုတော့ဒီ SOC ကနေပြန်ထုံမဲ့အပူတွေအရောကျွန်တော်ထင်တယ်နည်းနည်းတော့ပူနိုင်မလားလို့ဒါအပြင်ဒီကောင်ရဲ့မြင့်နဲ့ပြင် frame ကပေါ့နော်165 Hz ဖြစ်တယ်တော်တော်လေးဥမာဘက်ထရီလည်းစားနိုင်ပြီးတော့အခက်တွေလည်းတော်တော်လေးတက်နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နောက်ဆုံးအာနက်ချက်ကတော့သူ့ရဲ့ဒီအပူပစ္စည်းတွေပဲဖြစ်ပါတယ်။အားကြောင့်လေဆိုဦးစင်ဒီကောင်ကပထမဆုံးကျွန်တော်တို့ထိုင်းမှာဒီစခွင်အယူအဆနဲ့ဝင်တာဖြစ်တော့ကဘာတွေမှန်တွေ စာတဲ့အခါမှာနည်းနည်းတိုင်ပတ်နိုင်တယ်တကယ်လို့စီနမနည်းနည်းရှာခတ်တာပေါ့နော်ဆိုတော့အာနေချက်တွေပြောပြပြီးသွားပြီးဆိုရင်တော့အာသာတဲ့အချက်လေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြပါနံပါတ်1အာသာချက်ကလေးကြတော့ဒီကောင်ရဲ့ screen အရွယ်စားနဲ့ဒီကောင်ရဲ့ weight ဒီကောင်ရဲ့ screen စားအရွယ်စားက8.8 inch ပဲရှိရဲဆိုတော့တိုက်လည်းမကျဲသလိုတိုက်လည်းမသေးဘူးပြီးစဉ်သူ့ရဲ့အလေးချက်ကလည်း326 gram ပဲရှိတယ်ဆိုတော့ပုံမှန်ကျွန်တော်တို့ tablet တွေပတ်တွေဆိုဦးစဉ်ထုတ်ခုကြမှာပါအနည်းဆုံး screen စားတဲ့က11တို့12တို့ဆိုဦးစဉ်နည်းတဲ့ heavy weight မဟုတ်ဘူးနော် အဲ့လိုစကွန်ဆိုင်ကြီးတွေနဲ့လဲဆိုစင်ကျွန်တော်တို့ခိတ်ကြကြဆော့တဲ့အခါမှာစုတော်တော်လေးဥမာစကားပြောတယ်အတူတပြင်းပက်ကြီးတို့ဒီ multiplayer online game တွေဆိုစင်တကြနဲ့ဆော့တယ်ဗျာပြီးဥစင်အဲ့လိုအခြေကြကြဆိုတော့ဒီခုနတော့ကအလေးချိန်မလေးရင်တော့မဒီစကွန်ဆိုင်အကျိန်နဲ့ကြကြဆိုစင်ကျွန်တော်ဆိုစင်တော်တော်လေးဥမာအီစိုက်သွားတာပေါ့ဒါအပြင်ဒီကောင်ရဲ့စကွန်ဆိုင်အယူအဆကကျွန်တော်တို့သွားလိုက်ရတိုင်းမှာဆဲပေါ့ပေါ့ပေါ့ပါလေးနဲ့အဆင်ပြေပြေယူလာလို့ရတယ်ပေါ့နော်အရင်ဟိုကောင်တွေနဲ့ဆင်တဲ့အခါမှာဆိုစင်ဒီမျက်နှာပြင်11 12ဆိုတာကလည်းဆဲဖို့ချုပ်ဖို့ဆိုတာတော်တော် ူမှာကတ်ခဲ့တယ်။နံပါတ်2အာသာချက်ကလေးကြတော့ဒီကောင် high frame display ပဲဖြစ်ပါတယ်။ဒီကောင်ရဲ့မျက်နှာပြင်က165 Hz ထိတော့ရမယ်။ဆိုတော့ animation တွေနဲ့ game တွေစောတဲ့အခါမှာဆိုရင်တော်တော်လေးကိုမှစမူးဖြစ်မှာဗျ။မျက်နှာပြင်ရဲ့ resolution က 3K ကိုမှ color ကိုလည်း68 billion color နဲ့ HDR Dolby version တွေလည်းစပူပေးမှာဗျ။နံပါတ်3အာသာချက်ကတော့ default တစ်လုံးမှာအတန်ဆုံးနဲ့အကောင်းဆုံးဝယ်ဖို့အသင့်ဆုံးဖြစ်တဲ့သူရဲ့ performance ပိုင်းပဲဖြစ်ပါတယ်။ဒီကောင်ရဲ့ SOC မှာက Dimensity 9400 plus ဆိုတဲ့ SOC ကို အသုံးပြုတာချင်းပဲဖြစ်ပါတယ်ဒီ SOC ကမျက်လုံးထဲမှာဒီစနက်ကုန်နဲ့ 9cm ဆိုရင်ဗျာစနက်ကုန်ရဲ့ AED ကိုတော့သွားဆင်ဖိုက်လို့ရတဲ့ SOC တစ်လုံးပဲဖြစ်ပါတယ်ပြီးရင်ဒီ SOC က flexible SOC ဖြစ်တယ်ပေါ့နော်ပုံမှန်ဆိုရင် flexible 40မှာပဲထပ်ပေးတဲ့ SOC တစ်လုံးမှလက်ရှိဒီ mirror လောက်ကဒီပတ်တစ်လုံးမှထပ်ပေးရတယ်ဆိုတာလောက amazing ပေါ့နော်လက်ရှိ time market တော့မှလူကြိုက်များပြီးတော့အရန်ထွန်းဖြစ်နေတဲ့ vivo ရဲ့800တို့800 pro ဆိုတဲ့ဒီ phone တွေကိုတိကြလာမသိဒီ phone တွေတော့မှအသုံးပြုထားတာက diamond city 9000 ီယောက်ပဲအသုံးပြုထားတာသို့တော်ဒီဆရာကြီးကဒိုင်မူစီဒီ6400ပလက်တမအသုံးပြုထားတာပေါ့နော်ဒါကြောင့်ကျွန်တော်ကနေမှဒီ SOC ကလောဝါ amazing လို့ပြောချင်ပဲဖြစ်ပါတယ်တဆက်တည်းမီနီရမှာဆိုလို့ဒီ SOC ကဂိမ်းဆုံးရင် FPS ဘယ်လောက်ဒီရမှာလဲပေါ့နော်တကယ်လို့ဂိမ်းကသာ upload ပြီးမှဆိုဒီကောင်က144 FPS ဒီရတယ်သို့တော်ပတ်ကြည့် mobile နေမှာ originally 120 FPS ပဲပြီးထားတာဆိုတော့ပေချာပေါ့ဒီ SOC က120 FPS ရပါတယ်ခင်ဗျနံပါတ်4အာသာချက်ကတော့ battery နဲ့ fracture ချင်းဒီကောင်မှ battery 9500 million ကိုမှအသေးမြတ် ်စနေရ60ခုနှစ်ဘဝနဲ့ပါတယ်ဗျာ ဒါတော့ပြောနေကြတော့မလိုလို့တော်တော်လေးကိုမာခေါ်လို့ကောင်းတယ်ပေါ့နော်နောက်ဆုံးအာသာချက်ကတော့သူ့ရဲ့ audio ပဲဖြစ်ပါတယ်ကျွန်တော်တို့ Xiaomi ရနေဒီ speaker တွေပိုင်းတို့ဒီ audio ကိုပဲချက်မှလို့ပြောနေစရာဘာမှတိတ်မရှိဘူးပေါ့နော်ကင်ဘူးနေကြလူတွေဆိုလို့ရှင်တော့သိပြီးသားပဲဗျာအဲ့ဒီတော့ audio ပိုင်းမှာလည်းတော်တော်လေးကိုမာကောင်းတယ်ပုံမှန်ဆိုရင်တချို့ဒီ pad တွေတချို့ဟာတွေဆိုလို့ရှင် audio ပိုင်းမှာနည်းနည်းဝယ်ဆွဲတာရှိတယ်သို့တော့ဒီကောင်မှလေးကတော့တော်တော်လေးကိုမာအဆင်ပြေပါတယ်ဘောနာအနေနဲ့ကလည်းကြတော့ဒီကောင်က Xiaomi ရဲ့ပင်တွေလည်းအသုံးပြုလို့ရတယ်ပေါ့နော်ဒီကုန်ချုပ်အနေနဲ့ပြောမယ်ဆိုရင်ဗျာ LCD ီပတ်နဲ့နဲ့ဒီစင်ကက်တွေထက်လို့မရလဲပြဿနာမရှိဘူးဆိုရင်တော့ဒီပတ်လေးကသင်အတွက်ပါပဲလို့ပြောချင်ပါတာနဲ့ဒီ Xiaomi ရဲ့ပတ် mini လေးကိုညီကိုတို့ရောဘယ်လိုမြင်ပါသလဲ comment မှာဝင်ရအောင်ဆွေးနွေးညီကိုတို့ပါဘူးထုတ်စံတိုင်းကျွန်တော်ကတော့ force ပါခင်ဗျာ